စီရီတွေကိုစီရီတွေရီဖီစီဒီနေမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာအသက်ရှင်အောင်တို့နှုတ်ကပတ်တော်နဲ့အသက်ရှင်ပြီးတော့မှရက်တည်မယ်နှုတ်ကပတ်တော်ကောင်းစင်ကတော့ကျွန်တို့လူသားမျိုးနွယ်ရဲ့အသက်တာအတွဲအပြည့်အဝထောက်ပံ့ပေးတော်ဖျားဟာလေလုယာတိယောအခန်းကြီးကအခန်းငယ်7ကိုကြည်ရအောင် ကြည်ရောခန်းကြီးငါခန်းငယ်စက်တိတတိခန်းတော်မူချက်ဟုမူကားဖျားသခင်သည်ငါတို့အားထာဝရအသက်ကိုပေးတော်မူ၍ထိုအသက်သည်လည်းတားတော်နိုင်ပါ၏ဟာဟာလေလုယထိုအရာကတမာတရားဖြစ်တာဖြစ်တယ်အခြေခံကြတော့တမာတရားဖြစ်တာ ဘုရားသခင်ကကျွန်တော်ကျမရောက်စီတိုင်းကိုထာဝရအသက်ပေးတာဖြစ်တယ်။ဘယ်အခြေမှလေးဒါတော်ယေရှုတည်းမှာဖြစ်ဒီအခြေခံအုံမြစ်ကိုတင်နာလေမာတာလေးတင်ကအတ္တဖန်မွေးဖွားခြင်းရဲ့အနှစ်တာရကိုအနှစ်တာရကိုတင်တေချာနာလေလာမှာဖြစ် ဖြစ်ပါတယ်ကျွန်တော်ကျမတို့ရဲ့မိဘတွေကမွေးဖွားပေးလိုက်တဲ့အတ္တတာကလူသားမျိုးတွေရဲ့အတ္တဖြစ်ပါတယ်ဒါပေမဲ့ကရစ်တောအားဖြင့်သင်ရရှိလိုက်တဲ့အတ္တကဆိုလို့ရှိရင်ထာဝရအသက်ရှင်တဲ့အတ္တဖြစ်တဲ့အတ္တတော်ဖျားမျိုးတွေရဲ့အတ္တဖြစ်တယ်ဟာလေလုယာ တဘာဝအတိုင်းသင်ရဲ့မိခင်နဲ့ဖခင်ကမွေးဖွားပြီးလိုက်တဲ့လူသားအသက်ဟာဆိုလို့ရှိရင်အပြစ်တွေနဲ့ပြည်နေတယ်မောင်မချင်းနေနဲ့ပြည်နေတယ်ဒူးစရိုက်တွေနဲ့သင်ရဲ့အသက်တာကိုချုံနှောင်ထားတာဖြစ်တယ်သင်လှုပ်ဆောင်တဲ့ညမှာ limit ချတာဖြစ်တယ် တင်လှုပ်ဆောင်တမျှမှာတင်လှုပ်နိုင်တဲ့အစွမ်းတစ်ခုအတိုင်းတာတစ်ခုကြည့်ရဲတင်လှုပ်နိုင်တာပဲလှုပ်ဆောင်နိုင်တဲ့ limited ကျော်ပြီးတော့တင်မလှုပ်နိုင်ဘူးဖြစ်တယ်ဒါပေမဲ့ယေရှုခရစ်တော်အားဖြင့်တင်ရရှိလိုက်တဲ့ထာဝရအသက်ဟာတော့တင်ရဲ့အသက်တာမှာအပြစ်ကင်းစင်တယ် hallelujah မောင်မိုက်တကူမရှိတော့ဘူးအလေးနိုင်ငံတော် ထဲမှာနေထိုင်ခွင့်ရတယ်။ဖယားသခင်ရဲ့ဖယားသာတိတဘာဝနဲ့သင်စင်တန်လာရမှာဖြစ်တယ်။ဖယားသခင်ရဲ့အပြည့်ဝဆုံးနေတဲ့ထောက်ပံ့မှုသင်စင်တန်လာရမှာဖြစ်တယ်။ဟာလေလုယာဒီအရာကယုံကြည်သူစိမံတော်ခရိယန်ရဲ့အကြီးမားဆုံးနဲ့ ိုင်ဆိုင်ရရှိတဲ့အခွင့်အရေးဖြစ်တယ်ဟာလေလုယာဘုရားသခင်ရဲ့ဖြစ်စဉ်တဘာဝကိုသင်သေးချပြန်ပြီးလေ့လာဖို့လိုတယ်ဘုရားဖြစ်စဉ်ကိုသင်သိရှိဖို့လိုတယ်သင်ရဲ့လူသားမျိုးနွယ်လူသားတဘာဝရဲ့ဖြစ်စဉ်ကနေပြီးတော့မှဘုရားဖြစ်စဉ်တွေကိုသင်ကို transfer လုပ်လိုက်တာဖြစ်တယ် လူသားဖြစ်စဉ်ကနေသင်ကဖျားဖြစ်စဉ်တဲ့ကိုဝင်ရောက်ရှင်တန်သွားရမှာဖြစ်တယ်လူသားရဲ့လူမျိုးနွယ်တွေဟာဒီလောကမှာနေထိုင်တဲ့ခါမှာအသက်အကန့်အသတ်ရှိတာဖြစ်တယ်ဒါပေမဲ့သင်ကဖျားသခင်ရဲ့အသက်ယေရှုခရစ်တော်ရဲ့ထာဝရအသက်ကိုသင်ရယူလိုက်မယ်ဆိုရင်သင်ဟာအကန့်အသတ်မဲ့တဲ့ထာဝရအသက်ရှင်ခြင်းကိုသင်ရရှိပြီးတော့ ဖျားတဘောတပါဝါတွေကိုသင်ကပြောင်းလဲပုံဆောင်ခြင်းခံရတာဖြစ်တယ်ဟာလေလုယဖျားရဲ့ဖြစ်စဉ်ကထာဝရအသက်ဖြစ်တယ်ထာဝရရှင်တန်ခြင်းထာဝရဖြစ်စဉ်ဖြစ်တယ်ဟာလေလုယရှင်ယောအခန်းကြီး3အခန်းငယ်16ကိုတို့ကြည့်ရအောင်အကြောင်းမူကဖူတာတော့ ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မြောက်ဟာလေလုယာထာဝရအသက်ကိုရမည်အကြောင်းသည်ဟာလေလုယာတားတော်ယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တဲ့သင်ဟာပျက်စီးခြင်းကိုမြောက်တော်ဖြစ်တယ်ဟာလေလုယာအခုနောက်တော့အပြည့်ရဲ့ပျက်စီးခြင်းနဲ့မောင်မရဲ့ပျက်စီးခြင်းနဲ့ မကောင်းမှုဒူးဆိုင်တည်းချုံနောင်ပြီးတင့်ကိုဖြစ်စီခြင်းအလုံးတွေကိုတင့်ကိုဘုရားသခင်ကမရောက်စေတော့ဘဲနဲ့ထာဝရရှင်တန်ခြင်းထာဝရအသက်ကိုရရှိပိုင်ဆိုင်စီတာဖြစ်တယ်ဟာလေလုယာထိုထာဝရအသက်ကိုတင်ကဘယ်အချိန်မှာရရှိပိုင်ဆိုင်ပြီးတော့ထိုပျက်စီးခြင်းအပြစ်နဲ့ သင်ကင်းစင်ရတယ်လဲဆိုရင်တင့်အထဲထဲမှာခရစ်တော်ကရှင်တန်လာတဲ့အချိန်ကစပြီးတော့မှတင်ကထာဝရအသက်ရှင်ခြင်းထာဝရနိုင်ငံတော်ရဲ့ကိုဝင်စားခြင်းအခွင့်ကိုရရှိပိုင်ဆိုင်မှာဖြစ်တယ်ဟာလေလုယခရစ်တော်တင့်အထဲထဲမှာရှင်တန်လာပြီးတော့ တင်ဟာထာရအသက်နဲ့အသက်ရှင်လာခြင်းဟာယုံကြည်သူခရိယန်အတွေ့ဖျားသခင်ပေးတဲ့ဖျားရဲ့တဘောတပါဝါဖြစ်တယ်ဟာလေလုယာထူအရာကဘာသာရေးဒီနဲ့ကိုယ်ပြချာနာတာဖြစ်တယ်ဘာသာရေးတွေကတော့ ဘာသာရေးဆရာတွေကတော့ဘလို့သွန်သင်လဲသင်ဟာကောင်းအောင်ကြိုးစားဖို့ကောင်းအောင်နေဖို့သွန်သင်တယ်သင်ဟာကောင်းတာလုပ်ဖို့သွန်သင်တယ်ဒါပေမဲ့ခရစ်တော်ရဲ့အသက်ဖြစ်တဲ့ထာဝရအသက်ကသင်ထဲမှာရှင်သန်လာပြီဆိုရင်သင်ဟာအလိုလိုဖခါရဲ့ကောင်းမြတ်ခြင်းနဲ့ပြည့်စုံလာပြီးတော့ဖခါရဲ့ကောင်းမြတ်တဲ့ အမှုတွေကိုတင်လှုပ်ဆောင်လာမှာဖြစ်တယ်။သင်ဟာဖရာသခင်ရဲ့အသွေးတော်အဖြစ်အပြစ်ကင်းစင်တဲ့သူဖြစ်ပြီးတော့မှဖရာသခင်ရဲ့တဘောတဘာဝတိုင်းရှင်သန်နေထိုင်မဲ့သူဖြစ်လာမှာဖြစ်တယ်။ဟာလေလုယ။သင်ဟာဆိုရင်ဖရာသခင်နဲ့အတူတကွာနိုင်ငံတော်ထဲမှာနေထိုင်ခွင့်ရှိလာတဲ့သူဖြစ်လာတယ်။ သင်ဟာဖျားသခင်နဲ့ဆက်ဆံတဲ့သူဖြစ်လာတယ်ဟာလေလုယာဖျားရဲ့အမျိုးအနွယ်ဖြစ်လာတာဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်အားဖြင့်ပြီးတဲ့သာဝရအသက်ဟာဆိုလို့ရှိရင်သင်ရဲ့နှလုံးသားထဲမှာသင်တကယ်နှလုံးတကားကိုဖွင့်ပြီးတော့မှလက်ခံယုံကြည်လိုက်တဲ့အခါမှာသင်ရဲ့ လူသားမျိုးနွယ်ရဲ့ဇာတိအသက်ဟာဆိုရင်အချင်းဖြစ်သွားမှာဖြစ်တယ်လဲလေချင်းခံရမှာဖြစ်တယ်တည်ခြင်းတွေကနေသာဝရရှင်ခြင်းတွေကိုတင်လဲလေရမှာလူသားမျိုးနွယ်ရဲ့အပြစ်ဒီနဲ့လွှမ်းမိုးပြီးအပြစ်တရားအောက်ကနေမလွတ်မြောက်နိုင်တဲ့ဘဝကနေဘုရားသခင်ရဲ့ယေရှုတွေးတော်အားဖြင့်ဘုရားသခင်ရှိမှတင်ရအပြစ်ကင်းစင်တဲ့သူဖြစ်လာမှာဖြစ်တယ် ဟာလေလုယမောင်မိုက်တကူထဲမှာဇာတန်ရဲ့အုပ်ဆိုးခြင်းအောက်ထဲမှာသင်ကချုပ်ကန်ခြင်းခံရတဲ့ဘဝတွေကနေယေရှုခရစ်တော်အားဖြင့်သင်ရရှိလာတဲ့ထာဝရအသက်ကြောင့်သင်ဟာဆိုလို အလင်းနိုင်ငံသားဖြစ်ပြီးတော့မှလွတ်မြောက်ခြင်း free ဖြစ်နေတယ်နော် freedom ကိုခံစားရမှာဖြစ်တယ်လွတ်မြောက်သောအတ္တကိုခံစားရမှာဖြစ်တယ်သင်ဟာဆိုရင်ဒုက္ခတွေပြဿနာတွေနဲ့လူတကာကိရဲ့နှိမ်ခံပြီးတော့မှ တင်ရဲ့ဘဝကကုန်းကောက်ဆရာမရှိတဲ့ဘဝဖြစ်နေတဲ့အချိန်ကနေသာရအသက်တင်နဲ့မှရှင်တန်လာတဲ့အခါမှာဖခင်ရဲ့ဘုံတော်နဲ့ထွန်းလေးနဲ့တက်တာဖခင်ရဲ့စီးစိမ်နဲ့ရှင်တန်နဲ့တက်တာဖခင်ရဲ့ဘေးတော်မှမပျက်စီးတဲ့သာရရှင်တန်နဲ့အသက်တာဖြစ်အသက်ရှင်တန်ရတဲ့သူဖြစ်လာမှာဖြစ်တယ်ဟာလေလုယဒါကြောင့်မိတ်ဆွေယနေ့တွင်တင်ရဲ့အသက်တာ ကိုသင်စဉ်းစားပါသင်ဘယ်အောက်မှာရှိနေတာလဲသင်ထဲထဲမှာတကယ်ထာဝရအသက်ရှိနေပြီလားသင်စမ်းစစ်ပါခရစ်တော်အဖေပြီးတဲ့ထာဝရအသက်ကိုယနေ့သင်လက်ခံရယူလိုက်ပါယနေ့ပင်ဘုရားသခင်ရဲ့နိုင်ငံတော်ရဲ့ကိုဝင်စားပါဘုရားပြီးတဲ့ထာဝရအသက်အဖေဘယ်တော့မှမပျက်စီးနိုင်တဲ့အသက်ဖြစ်ရှင်တန်တော်သူဖြစ်စီပါ hallelujah အတူတကွာဆုတောင်းရအောင်အဖဖခင်သခင် ခရစ်တော်ထဲ၌ကျွန်ုပ်ကိုပေးတဲ့ထာဝရအသက်ကြောင့်ကျေးဇူးတင်ပါတယ်အဖာဟာလေလုယာကျာနာခြင်းယောဂဝေဒနာတွေဆင်းရဲခြင်းတွေသူများဒီနှိမ်ခံရခြင်းတွေသူများတွေနှိပ်စက်ခြင်းတွေမတီမဲ့မြည်ပြူခြင်းတွေမောင်မိုက်တကူတွေစာရင်ထိန်ချုပ်ပြီးတော့မှငင်းပန်းခြင်းတွေက ကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်ပေါ်ကိုတက်ရောက်ခြင်းမရှိတော့ပါဟာလေလုယာယနေ့ပင်ကျွန်ုပ်ဟာခရစ်တော်အားဖြင့်ဘုရားသခင်ပေးတော်မူသောထာဝရအသက်ကိုလက်ခံရယူပါတယ်ဟာလေလုယာယနေ့ပင်ကျွန်ုပ်ကလူသားတဘာဝဇာတိနဲ့အသက်ရှင်တော့သူမဟုတ်တော့ဘဲနဲ့ဖျားတဘာဝဇာတိ ထာဝရအသက်နဲ့အသက်ရှင်တော်သူဖြစ်ပါれဟာလေလုယာယနေ့ပင်ကျွန်တော်ဆိုလို့ရှိရင်ဖျားသခင်ရဲ့ထာဝရအမျိုးအနွယ်ဖြစ်ရတော့ကြောင်းယေရှုတင်ပါれကျွန်ုပ်ရဲ့ဝိညာဉ်ကျွန်ုပ်ရဲ့စိတ်ကျွန်ုပ်ရဲ့ခန္ဓာကိုယ်ဟာဖျားအသက်နဲ့ယေခုပင်သက်ရှင်နေပြီဖြစ်ပါれဟာလေလုယာကိုရောရဲ့အုပ်ဆိုးခြင်းအောက်မှာ အလင်းနိုင်ငံတော်ထဲမှာကျွန်ုပ်ရှောက်လန်းရှင်တန်ရတော့ကြောင့်ကျေးဇူးတင်ပါတယ်။စာရန်ရဲ့အုပ်ဆိုးမှုတွေဒီလောကရဲ့အုပ်ဆိုးမှုတွေအလုံးစုံကိုယေရှုနာမနဲ့ညှင်းဆန်ဖယ်ရှားပါတယ်။ဒီလောကပေါ်မှာကျွန်ုပ်နေထိုင်နေတော်လဲပဲဘုရားသခင်ရဲ့နိုင်ငံတော်အုပ်ဆိုးခြင်းဘုရားသခင်ရဲ့ထာဝရအသက်နဲ့အသက်ရှင်ခြင်းအဖြစ်ရှင်သန်တော်သူဖြစ်စေပါမည်ကြောင့် ယခုပင်ကျွန်ုပ်ထဲ၌ဖျားသခင်မှုတ်သွင်းပြီးတော်မူပါယေရှုနာမဖြင့်ဆုတောင်းကိုးကွယ်ပါရပါအာမင်